မင်္ဂလာနံနဲ့ခင်ဗျာခင်ဗျာဘုရားသခင်ရဲ့မကုံဆုံးတဲ့ကိဥ်နိုင်တဲ့ကြောင့်ကျွန်တော်တို့အခုဇွန်လ25ရက်တိုင်အောင်ပို့ဆောင်ချင်းခံနေရတာပဲဖြစ်ပါတယ်။တာရတဲ့နံနဲ့ခင်ကိုဖူးတူးခွင့်ရတဲ့အတွက်လည်းအထူးပင်ကျေးဇူးတင်ဝမ်းမြောက်ပါတယ်။ဘုရားသခင်နာမတော်ချီးမွမ်းပါတယ်။ဒီနေ့ဇွန်လ25ရက်နေ့အတွက်ခေါင်းစဉ်ကတော့တောင်ပေါ်ဒေသနာတော်ဖြစ်ပါတယ်။ကျမ်းပိုက်လေးတစ်ပိုက်ကိုအရင်ဆုံးဖတ်ပြခြင်းပါတယ်။ရှမသက်ခရင်ကျမ်းခန်းကြီး9ရဲ့အပိုင်းငယ်24နဲ့25အကျဉ်သူဒီငါဟောပြောသောဤစကားကိုကြား၍နားထောင်၏ ထို့သူသည်ကြောက်ပေါ်မှတိဆောက်သောပညာရှိနှင့်တူကြောင်းငါပုံပြမည်မိုးရွာ၏ရေစီးသည်နှင့်လေလာ၍ထိုအိမ်ကိုတိုက်သည်ရှိသောကြောက်ပေါ်မှတည်သောကြောင့်မပြိုမလဲနေ၏တောင်မောဒေသနာဆိုတာလူတို့ရှိကိုဖျားသခင်ချပြတဲ့သခင်ရှုချပြတဲ့တည်င်းစကားပဲဖြစ်ပါတယ်အထူးသဖြင့်တဲ့ဒီတရားဟာဆိုလို့ရှိရင်ဒီအခြားသောတရားနာပရိသတ်တွေထက်တပည့်တော်တွေအတွက်အထူးဟောကြားချက်ဖြစ်တယ်တဲ့ ဒီလူလက်တန်းစားတဲ့အရွယ်မရွယ်နားလည်နိုင်ပေမဲ့เนาะအထူးသဖြင့်တပည့်တော်တွေအတွက်ကတော့အထူးနားလည်စေတဲ့သူတို့အတွက်အင်မတန်မှအရေးကြီးတဲ့အရာတစ်ခုလည်းဖြစ်ပါတယ်။ကျန်တဲ့ပုံကိုယ်တွေဖာရိရှဲဆင်းရဲတဲ့လူတန်းစားတွေတန်ငါတွေအများကြီးနားလည်နိုင်တဲ့အရာဖြစ်တယ်။ဒါမဲ့ဒီ သခင်ရှုကသူတို့ကိုစိတ်ပြည့်စေခဲ့မိတယ်တဲ့ဒီတရားတွေကြောင့်ဘာကြောင့်လဲဆိုတော့သူတို့မျော်လင့်နေတဲ့တရားဟာအဲ့လိုမျိုးမဟုတ်ဘူး။ဘာကြောင့်မေရှိယဟာကျွန်တော်တို့ပြောတဲ့အခါမှာအိုးမေရှိယရဲ့ပြောတဲ့စကားထဲမှာဂျေရုရှလင်မြို့ကိုကောင်းကြီးပေးပြီးတော့ကဘာပေါ်မှာအမြင့်ဆုံးမြို့တော်ဖြစ်လာမယ်။စသဖြင့်သူတို့မျော်လင့်ကြတယ်။ဒါပေမဲ့သခင်ယေရှုကိုဟောကြားလိုက်တဲ့ဒီတရားတွေကြတော့ဒီလိုမျိုးကြီးကြီးမားမားကြီးတွေဖြစ်လာမယ့်အကြောင်းအရာမဟုတ်ဘဲနဲ့သူစပြီးတော့ပြောတဲ့စကားလုံးကကြတော့ စိတ်နှလုံးနှိတ်ချသောသူတို့သည် မင်္ဂလာရှိကြ၏အဲ့လိုနဲ့လားဖြောင်းမတ်ခြင်းပါရမီကိုစာငတ်ခင့်မော်သောသူတို့သည်မင်္ဂလာရှိကြ၏စိတ်မတာညီးတွားသောသူတို့သည်မင်္ဂလာရှိကြ၏ဒီလိုနဲ့ပဲသူတို့ရဲ့အမြင်မှာအနိုင်ကိုပဲပို့တယ်လို့ထင်ရတဲ့ပုံစံမျိုးနဲ့ဟောကြားတဲ့အခါမှာသူတို့စိတ်ပြတ်တယ်ဒါပေမဲ့အဲ့လိုလူတွေဟာကောင်းကင်နိုင်ငံမှာအကျိုးကိုခံစားလိုက်မယ်ဆိုတဲ့စကားကိုသခင်ရှုထည့်ပြီးတော့သူပြောကြားခဲ့တယ် ကိုရရဲ့တရားမှာသခင်ယေရှုဟာဆိုကောင်းကင်နိုင်ငံတော်နဲ့ဆိုင်တဲ့အကြောင်းအရာတွေကိုပဲသူတို့ပြောပြကြတယ်။ဒီတရင်စကားကိုကြားပြီးတော့ဝမ်းသာတဲ့ပုဂ္ဂိုလ်တွေကတော့ဆင်းရဲသားတွေလူလက်တဒီလူဒီလူနှိမ့်နေပေါ့နော်တငါသေးတွေနဲ့အခြားဒီစိတ်နှလုံးထိခိုက်တဲ့လူတွေဖြစ်နေတာကျွန်တော်တို့တွေ့ရတယ်။ကောင်းတဲ့အပင်အဆိုကောင်းတဲ့အသီးတီးပြီးတော့ပွင့်လာလိမ့်မယ်။ချမ်းသာစေကာမူစိတ်နှလုံးကောင်းရှိတဲ့လူတွေဟာသခင်ရှုရဲ့တရားစကားမှာပျော်မွေ့ကြတယ်။ ညောင်ဒီတရင်စကားတွေအားဖြင့်သခင်ရှုကသူ့ရဲ့တပည့်တော်တွေနဲ့အတူလာရောက်ကြားနာတဲ့သူတွေအရောက်တိုင်းတွင်နှိမ့်သိမ့်ခြင်းကိုပေးနေတာဖြစ်ပါတယ်။ဒီနေ့ကြားနာခဲ့ရတဲ့နန်းနေရဝဲတောင်ပေါ်ဒေသနာဆိုတဲ့အကြောင်းအရာဟာကျွန်တော်တို့ယင်းနေ့ချိန်ထိတရားဟောနေစဉ်ဖြစ်ပါတယ်။သင်နဲ့ကျွန်ုပ်လည်းပဲဒီအကြောင်းအရာနဲ့အတူခွန်အားယူပြီးတော့မှ စိတ်နှလုံးနှိတ်ချခြင်းဒီမင်္ဂလာ၈ပါးတောင်မိုဒီတနိုင်းမင်္ဂလာ၈ပါးနဲ့ပြည့်ဝတဲ့သူတွေအရောက်ဒီတိုင်းဖြစ်ပွင့်တယ်ကျွန်တော်နေနဲ့တိုက်တွန်းလိုက်ပါတယ်ထူကျေးဇူးတင်ပါတယ်အခုခဏလေးကျွန်တော်တို့ဆုတောင်းကြရအောင်ကောင်းဘုံ၌စင်မြတ်တရှိသောသာသမီခလုံးကိုကိုရဖာကိုရောအကျေစုတင်နေအထူးသဖြင့်ဒီနေ့သားရဲနနေခင်းမှာသာသမီကိုဖွင့်ပြပေးတဲ့နနေရောင်တက်လေကျေစုတင်ပါတယ်ကိုရောဆက်လက်ပြီးတော့ကောင်းကြီးပေးတော်မူပါဒီအစီအစဉ်ကိုကြည့်ရှုနေတဲ့ကိုရောသာသမီတွေ ဝိညာဉ်ခွန်အားနဲ့ပြုတ်ဝစေပြီးတော့ကိုရိုတူလူနဲ့တို့မြဲတည်ရှိကြောင်းထင်ရှားစေတော်မှာဒါမျိုးနေ့စဉ်လည်းမြဆုတောင်းနေတဲ့ဆုတောင်းချက်တွေကိုရှင်နာကြောင်းလက်ခံပေးသနာပါအထူးသဖြင့်နာမကျန်းဖြစ်တော်သူအရာဟုတ်တည်တိုင်းအတွက်ကျွန်တော်တို့ဆုတောင်းလေးရှိတယ်။ဟောဖာဒီနေ့မှာအားလုံးအတွက်ကျွန်တော်ပြန်ပြီးတော့တောင်းဆိုလိုပါတယ်။ဘာဗျာကျွန်တော်ထံသို့ပေးပို့လာသောကိုရိုနာမကျန်းဖြစ်တော်သူအရာအများစုထဲမှာကောအချို့တော်သူများသည့်ကျမ်းမာခြင်းခွင့်ရရှိတဲ့ကိုရိုရှဲကုံတော်ချီးမွမ်းခြင်းနဲ့အတူ ကျမ်းမာသောအသက်တောင်ပြန်လည်ရရှိကြပြီနာမတော်ချီးမွမ်းပါတယ်ပါကိုရောဆက်လက်ပြီးတော့ကောင်းကြီးပေးတော်မှာသာသနာအတွက်လည်းဆုတောင်းတဲ့အခါမှာလိုင်းတာယာကဖရာကြောင့်လည်းပဲအစတင်အကောင့်ထဲပေါ်ပြီးဖြစ်ပါတယ်တွန်တရသိန်းတော်စာကြီးတိုက်လည်းပဲစတင်ပြီးတော့လှုပ်ရှားနေပြီးဖြစ်ပါတယ်အသိန်းတော်ကြောင်းတီလည်းပဲအဖာကောင်းမွန်စွာဖြင့်ဖွင့်လှစ်နိုင်ခဲ့ပြီးဖြစ်ပါတယ်အထူးကျေးဇူးတင်ပါတယ်ဆက်လက်ပြီးတော့ကြံရှိနေတဲ့ဆုတောင်းချက်အရာအားလုံးကိုရှင်ဆက်လက်နားကြောင်လက်ခံပေးသနာတော်မှာ ဒီစုတောင်းစင်းထဲမှာကြံ့ရင်နေသေးတဲ့ကိုရောသားသမီးအယောက်30ကျော်လဲကိုရရှင်ဆက်လက်ပြီးတော့ကောင်းကြီးပေးလန်းပြိုင်ကျမ်းမာတော့အခွင့်ကိုရှင်ပြင်ဆင်ပေးသနာတော်မှာစုတောင်းတရားအလုံးစုံတို့ကိုရောလက်တော်ရဲ့ဆက်ကပ်အနှံပိုင်းအလိုတော်ရှိသည့်တိုင်းနာညောင်လက်ခံရင်ကောင်းကြီးပေးလန်းပြပါမည်ကြောင့်ခရစ်တော်ယေရှုဖျားဤနာမတော်အမိပြုလျက်ယူသူကစုတောင်းပါသည်ဖာဗျာအာမင်